ပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့စစ်ကောက်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်မက်လာအတွင်းမှာနိုင်ငံတော်ဝန်အမျိုးသမီး66ယောက်တည်ဆုံတော်ခဲ့ရပြီး88ယောက်ဒဏ်ရာရှိခဲ့တယ်လို့မြန်မာအမျိုးသမီးတမကဗီဒီယိုယူကအပီလာ6ရက်နေ့မှာထုတ်ပြန်ချက်အရသိရပါတယ်။တိုင်းနယ်ပြည်နယ်အလိုက်တည်ဆုံခဲ့ရတဲ့သူတွေကတော့မကွေးတိုင်းမှာ15ယောက်မန္တလေးတိုင်းမှာ12ယောက်စကိုင်းတိုင်းမှာ9ယောက်ပဲခူးတိုင်းမှာ9ယောက် တနင်္သာရီတိုင်းမှာ၂ယောက်၊ဧရာဝတီတိုင်းမှာ၂ယောက်၊ရခိုင်ပြည်မှာ၂ယောက်၊ရှမ်းပြည်နယ်မှာ၁၀ယောက်၊ကရှင်ပြည်နယ်မှာ၂ယောက်၊ကရင်နီပြည်နယ်မှာ၂ယောက်နဲ့ကရင်ပြည်နယ်မှာ၂ယောက်တို့ဖြစ်ကြပါတယ်။တည်ဆုံခဲ့ရတဲ့သူအများစုကတော့လေကြောကနေဘုံကျင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီးအယောက်90အထိတည်ဆုံခဲ့ရပါတယ်။တည်ဆုံခဲ့ရသူအမျိုးသမီး24ယောက်ဟာအသက်16နှစ်အောက်ဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်တည်ဆုံခဲ့ရသူတွေကတော့စစ်ကောက်စီတက်က ပြည်သူတွေရဲ့ယော်နဲ့နေအိမ်တွေကိုလက်နက်ကြီးနဲ့ပစ်ခဲ့မှုကြောင့်တေဆုံခဲ့ရသူ9ယောက်ညီမုံမိုက်ကြောင့်2ယောက်အကျန်းဖက်စစ်ကောက်စီရဲ့တပ်ဖြတ်မှုကြောင့်9ယောက်မင်းချိုတက်ဖဲမှုန်ကြောင့်တယောက်နဲ့လိမ်ပိုက်ဆိုင်ရာအကျန်းဖဲမှုန်ကြောင့်တယောက်တို့ဖြစ်တယ်လို့သိရပါတယ်။